ကျွန်တော်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့အိန္ဒိယတရုတ်ဆောင်မင်းသားရှယ်ရွေခန့်ဟာဘာကြောင့်ဘီလီယံနာတရေကြီးဖြစ်လာခဲ့ရဲဆိုတာကိုဒီဗီဒီယိုလေးမှာတင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်။အောင်မြင်မှုဆိုတာမွေးရပါချမ်းသာသူတွေအတွက်ပဲဆိုတဲ့တွေးကိုစိန်ခေါ်ဖြိုချခဲ့ရဲ့ဒီရဲ့ဇလန်းတပုတ်ပါ။ရှယ်ရွေခန့်ဟာ1965ခုနှစ်နိုဝင်ဘာလ2ရက်နေ့မှာအိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာမွေးဖွားခဲ့ပါတယ်။ ရရခန့်ရဲ့မိသားစုဟာစည်းစိမ်ကြဲဝသူတွေမဟုတ်ခဲ့ပါဘူး။သူဖခင်ဟာရောင်ပန်းတောက်တဲ့စီးပွားရေးသမားဖြစ်ပြီးတော့သူတို့ရဲ့မိသားစုဘဝဟာငွေကြေးအခက်ခဲနဲ့အများအားရုန်းကန်နေခဲ့ရပါတယ်။သူတို့မိသားစုဟာတခါတရံညစာစားစရာတောင်မရှိမှစိုးရိမ်နေရပေမဲ့ရရခန့်ရဲ့စိတ်ထဲမှာတော့ဒီနေ့ကျရင်လူသိရှင်ကြအောင်မြင်လာမယ်ဆိုတဲ့မိစိတ်တစားလေးကအမြဲတောက်လောင်နေခဲ့ပါတယ်။အွယ်ရောက်လာတဲ့အခါမှာတော့ရရခန့်ဟာ ဒေးလီတက္ကသိုလ်မှာအင်္ဂလိပ်စာပေနဲ့ဘောဂဗေဒပညာရပ်ကိုသင်ယူခဲ့ပါတယ်။ဒါ့အပြင်စာသင်ခန်းတွေထက်တပင်းကျောင်းနဲ့ရုပ်ရှင်လောကထဲမှာပဲသူ့စိတ်ကပိုပြီးဆရာထက်တန်နေခဲ့တာပါ။ရေရွခန်းဟာကျောင်းတပင်းတွေမှာပါဝင်ခဲ့ပြီးသူ့ရဲ့တဘာဝကြရဲ့တယုတ်ဆောင်စွမ်းကြီးကိုစတင်ပြသနိုင်ခဲ့ပါတယ်။ရေရွခန်းရဲ့မိဘတွေကမင်းသားဖြစ်မဲ့ဆိုတဲ့အိမ်မက်ကိုလက်တွေမကျဘူးလို့ထင်ခဲ့ကြပြီးမဲ့ရေရွခန်းအတွက်ကတော့ဒီအိမ်မက်ဟာသူ့ဘဝရဲ့ဥတီချက်ကြီးဖြစ်နေခဲ့တာပါ။ အသက်25နှစ်အရွယ်မှာရွှေရွက်ခန့်ဟာသူ့မိဘတွေကိုနောက်ပြန်မကြည့်ပဲဘွန်ဘေးယခုမြို့ပိုင်းမြို့ကိုစွန်းစားခန့်အသည့်အဖြစ်စတင်ထွက်ခွာလာခဲ့ပါတယ်။ဒီမျိုးကြီးထဲမှာရွှေရွက်ခန့်ကိုဘယ်သူမှမသိခဲ့ကြပါဘူး။အိမ်တစ်လုံးထောင်မရှိပဲဆွေမျိုးမဟုတ်တဲ့အိမ်တွေမှာကိုကိုရမယ်နေထိုင်ခဲ့ရပါတယ်။ဒီအချိန်ဟာရွှေရွက်ခန့်ဘဝမှာအခက်အခဲဆုံးအချိန်ဖြစ်ပေမဲ့အောင်မြင်မှုဆိုတာအဆင်မပြေမှုတွေကိုစောင့်မနေခဲ့ပါဘူး။ဒါပေမဲ့ရွှေရွက်ခန့်ဟာအဆင်မပြေမှုကိုကြော်ဖြတ်ပြီးမှ အောင်မြင်မှုကိုရရှိပါတယ်ဆိုတဲ့သင်ခန်းစာကိုသူနှလုံးသွင်းခံယူခဲ့ရပါတယ်။ရှာရွက်ခန်းရဲ့စ조사မှုနဲ့ဇွဲလုံးလာကြအောင်ပထမဆုံးအခွင့်အရေးကြီးတစ်ခုသူ့စီကိုရောက်လာခဲ့ပါတယ်။ဖာဂျီဆိုတဲ့ရုံမြင့်တန်ကြားဇလန်းတွဲမှာအဓိကဇက်ကောင်အဖြစ်သေဥဆောင်ခွင့်ရခဲ့ပါတယ်။ရှာရွက်ခန်းဟာဒီဇလန်းတွဲမှာစစ်သားတဦးရဲ့ဇက်ကောင်အဖြစ်သေဥဆောင်ခဲ့ရပြီးသူ့ရဲ့သေဥဆောင်ဟန်နဲ့ချစ်စရာကောင်းတဲ့မျက်နှာအမူအရာတွေဟာကြီးယူသူတွေရဲ့နှလုံးသားကိုအနာယူသိမ့်ပိုင်နိုင်ခဲ့ပါတယ်။ဒီဇလန်းတွဲဟာ အိန္ဒိယနိုင်ငံတိုင်းမှာလူကြိုက်အများဆုံးဖြစ်လာခဲ့ပြီးရှောင်ရွက်ခန့်ကိုအိမ်သုံးစကားဝိုင်းတဲ့အထိရောက်လာစေခဲ့တာပါဒီရုပ်ရှင်ဟာရှောင်ရွက်ခန့်အတွက်ပထမဆုံးအောင်မြင်မှုကိုခံစားရတဲ့အချိန်ပဲဖြစ်ပါတယ်ရှောင်ရွက်ခန့်ဟာ1992ခုနှစ်မှာဒီဝနာဆိုတဲ့ဇာကားနဲ့ရုပ်ရှင်လောကတွေကိုစတင်ဝင်ရောက်ခဲ့ပါတယ်ရှောင်ရွက်ခန့်အတွက်တော့ဒီဇာကားဟာအကောင်းဆုံးစူးစမ်းခြင်းတွေနဲ့စတင်ခဲ့ခြင်းဖြစ်ပါတယ်ဒါပေမဲ့သူကိုလူသိရှင်ကြားစတင်ကြော်ကြားစေခဲ့တာကတော့ပန်စင်ဂျာနဲ့ဒါဆိုတဲ့ဇာကားတွေပဲဖြစ်ပါတယ် ဒီဇကားတွေမှာသူဟာရှုပ်ထွေးပြီးအန်ဒီယားရှိတဲ့ဇက်ကောင်တွေအဖြစ်တရုပ်ဆောင်ခဲ့ပြီးသူ့ရဲ့စွမ်းဆောင်ရည်အပြည့်အစုံကိုပြသနိုင်ခဲ့ပါတယ်။ဒိုင်မဲရှော်ယာခန့်ကိုဘိုလူးဘွဲရဲ့ဘရင်ကြီးအဖြစ်ရောက်ရှိစေခဲ့တာကတော့1995ခုနှစ်ကဒီဒီအန်လင်ဂျီဆိုတဲ့ဇကားပဲဖြစ်ပါတယ်။ဒီဇကားဟာနှစ်ပေါင်းများစွာယုံတင်ခဲ့ပြီးတော့အိန္ဒိယရုပ်ရှင်သမိုင်းမှာလည်းအောင်မြင်ဆုံးဇကားတကားဖြစ်လာခဲ့ပါတယ်။ရုပ်ရှင်မင်းသားအနေနဲ့အောင်မြင်မှုကိုရယူပြီးရတဲ့နောက်မှာတော့ရှော်ယာခန့်ဟာ သူ့ရဲ့စီးပွားရေးဉာဏ်အမြော်မြင်ကိုစတင်ပြသခဲ့ပါတယ်။2000ခုနှစ်မှာသူ့ရဲ့ဇနီးဖြစ်သူဂါရှိခန်းတို့ဟာရချဲလင်အန်တာတိန်မန့်ဆိုတဲ့ကုမ္ပဏီကိုတည်ထောင်ခဲ့ကြပါတယ်။ဒီကုမ္ပဏီဟာရုပ်ရှင်ထုတ်လုပ်ရေးတွေမကဘဲ issue အဖက် VFA နဲ့ဂိမ်းထုတ်လုပ်ရေးအထူးလုပ်ငန်းမျိုးမျိုးကိုတိုးချဲ့လုပ်ကိုင်ခဲ့ကြပါတယ်။ဒါတွေမကသေးပါဘူး။2008ခုနှစ်မှာအိန္ဒိယပရီးမီးယားလိ IBN ရဲ့ Kolkata K9 Wonder KKR Cricket အသင်းကိုလည်း ဝယ်ယူခဲ့ပါတယ်။ KKR အသင်းဟာနှစ်ပေါင်းများစွာအောင်မြင်မှုတွေရရှိလာပြီးရှော်ရခန့်အတွက်တော့ဝင်ငွေအရင်းအမြစ်ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီနေ့အချိန်မှာရှော်ရခန့်ဟာကမ္ဘာကျော်ဘီလီယံနာဖြစ်နေပါပြီ။ Forbes မဂ္ဂဇင်းရဲ့စာရင်းအရသူဟာဘီလီယံနာဒေါ်လာစီးရီးထဲမှာမကြာခဏပါဝင်နေပါပြီ။ရှော်ရခန့်ရဲ့ပိုင်ဆိုင်မှုတွေဟာရုပ်ရှင်ဇာတ်ကားတွေကရတဲ့ဝင်ငွေ Red Challenge Entertainment နဲ့ KKR အသင်းကရတဲ့အမြတ်ငွေနိုင်ငံတကာကြော်ညာကုမ္ပဏီကြီးတွေနဲ့ လက်မှတ်ရေးထိုးထားတဲ့ကြောညာစာချုပ်တွေကြောင့်သူဟာချက်ချင်းအောင်မြင်ကြီးပွားလာပြီးဘီလီယံနာတစ်ယောက်ဖြစ်လာခဲ့တာပါရှယ်ရွက်ခန့်ဟာအိန္ဒိယရဲ့အချမ်းသာဆုံးရုပ်ရှင်သရုပ်ဆောင်ဖြစ်ပြီးကမ္ဘာပေါ်မှာအခကျင်းသောအမြင့်ဆုံးအာရှသရုပ်ဆောင်တွေထဲကတဦးဖြစ်လာခဲ့ပါတယ်ရှယ်ရွက်ခန့်ရဲ့ဘဝခရီးကဘာကိုတင်ပြနေလဲဆိုတာကတော့သူတင်ပြနေတာကအိမ်မက်ဆိုတာအိပ်ပျော်နေစဉ်မြင်တွေ့ရတဲ့အရာမျိုးမဟုတ်ပါဘူးအဲ့ရှင်ရဲ့စိတ်ကိုနှိပ်ကပီးအကောင့်တွေဖော်ရတဲ့အရာပါလို့ပြောခဲ့ပါတယ်ရှယ်ရွက်ခန့်ဟာ ဘဝကြီးကိုလေလုံခန်းထဲကနေစတင်ခဲ့ပြီမဲ့သူ့ရဲ့မပြတ်တော့လုံးလာစွန်းစားမှုနဲ့အနိုင်မခံအရှင်မပြည့်ရဲ့စိတ်ဓာတ်တွေကြောင့်ကပ္ပထိတ်တန်းတထေကြီးဖြစ်လာခဲ့တာပါရွှေရွက်ခန်းရဲ့ဇလန်းကကျွန်တော်တို့အလုံးကိုပြောနေတာကမင်းစတင်ရနေရကအရေးမကြီးပါဘူးမင်းရဲ့ဆုံးဖြတ်ချက်ဇွဲနဲ့အိမ်မက်တွေကမင်းကိုဘလို့ဥတီချက်စီကိုခေါ်ဆောင်သွားမလဲဆိုတာကိုပဲအရေးကြီးတယ်လို့ပြောခဲ့တာပါအဆုံးထိကြည့်ပြီးလို့အလုံးကိုကျေးဇူးတင်ပါတယ်